ဘောလုံးသမိုင်းနဲ့ရှောင်းအစိုးရအစိုးရ United ကိုမြင်တွေ့ရတာကျွန်တော်တို့ကန်ဆိုပါရင် United ရဲ့ဖြစ်ကိုကြည့်ရင်ကျွန်တော်လေးကိုသနာမိပါရင်အရင်က United ဆိုတာကမစင်ကိုထိလိုက်ရင်တော့ရွှေဖြစ်ခဲ့တဲ့အသင်းမျိုးပါအခုတော့ရွှေကိုထိလဲရွှေဖြစ်နိုင်တော့တဲ့အခြေအနေမျိုးနဲ့ရင်ဆိုင်နေရပါရင်ကစားသမားတွေကလည်းဝေဖန်ခံလွန်ရလို့ဖူသွားကြတာလားဒါမှမဟုတ်နီးပြားကပဲတမင်အရွယ်တိုက်နေတာလားဆိုတာကတော့မပြောတတ်ပါဘူးလက်ရှိပုံစံကတခြားအသင်းဖန်တွေကတော့ United ကိုချင်းချင်းနဲ့တော်တော်လေးကိုသနာနေကြပါပြီဒါကြောင့် United ဖန်တွေအတွက်ဆိုရင်တော့အခု United ရဲ့အခြေအနေကငရဲလိုပဲပူလောင်နေမှာဖြစ်ပါရင် ကိုချင်းစာပါရင်အခုလည်း United ကမပြင်းသင့်ပါဘူးဒါက United ရဲ့ level မဟုတ်တော့ United ရဲ့တန်းတစ်ခုလည်းမဟုတ်ပါဘူးဟိုတစ်ချိန်တုန်းက United ဆိုရင်ဥရောပမှာအသင်းတိုင်းကခေါင်းမငုတ်တမယ်ကြောက်ရွံ့ခဲ့ကြတာပါ Ferguson ကြီးရှိခဲ့တဲ့ဟိုရင်အချိန်တွေကဆိုရင် United ကသူတို့ရဲ့နောက်တန်းကစားမတွေနဲ့နေပွဲတွေကိုအနိုင်ရဖို့လုံလောက်ပါရင်ဒါကြောင့် Ferguson ကလည်းနောက်တန်းကောင်းနေပါစေတိုက်စစ်မကောင်းလည်းဖလားရနိုင်နေဆိုပြီးတော့ပြောခဲ့တာပါဒီစကားကအခုမှတကယ်တက်သေးပါပဲ United ကဒီနေ့မှဆိုရင်တိုက်စစ်ကို share plan နဲ့သာအားပြလိုက်ပြီးခံစစ်မှသာ quality အကျ player တွေနဲ့သာထားဆောင်နေရပါပါ အဲ့တော့ခံစစ်မကောင်းတဲ့အနေနဲ့တက်ကမင်းညားကပွဲလို့မျိုးမှာဘလောက်ပဲတိုက်တိုက်ဂိုမရခဲ့တဲ့ပြင်အရင်ဆုံးတကိုးပေးလိုက်ရတာကလည်းတပတ်အသင်းအတွက်ခံစစ်ကိုအတရကုံပိတ်ဆော့ဖို့ခွင့်ရဖြစ်သွားစေခဲ့ပါတယ်။နောက်ပြီးတကိုးပေးလိုက်ရတာကလည်းတပတ်အဘာတန်အသင်းအနီးကထိပ်ပြီးတဲ့အချိန်မှာဆိုတော့ယူနိုက်တက်ရဲ့ခံစစ်နဲ့ကွင်းလယ်ရဲ့အခြေအနေဆိုးရွားမှုတွေကိုမေးခွန်းထုတ်ချင်စရာပါ။ ဒီတော့ United ကခုလက်ရှိမှာဖက်ဖက်ကနေပြင်ဆင်ဖို့အထူးလိုအပ်နေပါပြီ။နောက်ပြီးဆက်ကိုဆိုလဲတန်းတဲ့ချီပေးဝယ်ပြီးခုချိန်ထိဘာမှဖြစ်ထွန်းမလာသေးပါဘူး။အမ်ဘူမိုကတော့အတော်လေးရုံးမိမယ်။သူတယောက်တည်းရုံးရုံနဲ့အသင်းကအနိုင်ရနိုင်တာမဟုတ်ပါဘူး။နောက်ပြီးကိုညာတန်ရရသွားတာကလည်း United တို့ကိုဒီပွဲလေးလိုမျိုးမိုးနဲ့ရေနဲ့ရုံးရတဲ့ပွဲမျိုးပါအတော်လေးအားနေသွားစေခဲ့တာပါ။ ောက်ပြီးပုံစံကောင်းရနေတဲ့မကွာရမပါတာကလည်း United တို့ကိုတော်လေးဖက်ဖက်စေခဲ့ပါရင်ဒါကြောင့်တိုင်းစစ်ကလည်းနာခန်စစ်ကလည်းနာအနေထားတွေနဲ့ United တို့အတော်လေးကိုအခက်တွေးခဲ့တယ်လို့ပြောမှာပါနောက်ပြီးနီးပြားကပါလူလဲပုံမှာတော့ United ဆိုတာက Everton ရှင်းမှာရစရာမရှိဖြစ်သွားခဲ့တာပါဒါကြောင့်တရားလာတစ်ခုကတော့ကျွန်တော်တို့မြင်ခဲ့မှုတဲ့ United ဆိုတာဒီလိုအခြေအနေနေနဲ့လည်းမရင်ဆိုင်ခဲ့ရသလိုဒီလိုပုံစံမျိုးနဲ့လည်းမဟုတ်ခဲ့ဘူးဆိုတာပါပဲဒီတော့ကျွန်တော်တို့ကတမိုင်းတစ်လျှောက်အဆိုးအဆုံးသော United ကိုမြင်နေရတယ်လို့ပြောမှာပါ အဲ့လိုဆိုရနေတဲ့ United ကိုမြင်နေရတာကျွန်တော်တို့ကန်ဆိုပါရယ်နောက်ပြီးတော့ပြန်မထားနိုင်တော့လောက်အောင်အထိဖြစ်နေတဲ့ United ကိုမြင်နေရတာကလည်းပိုတော်ကန်ဆိုပါရယ်ဘာလဲဆိုတော့ဘောလုံးလောကရဲ့အချမ်းတန်းဆုံး Premier League ဆိုတဲ့ခေးချမ်းကြီးတွေမှာပြိုင်ဆိုင်မှုပြင်းထန်လို့နဲ့အားပြိုင်မှုတွေကိုအနည်းငယ်ကြီးကွင်းရတော့လို့ပါအကယ်၍ United ကသာအခုလိုမျိုးတက်ပြတ်မနေဘူးဆိုရင် Premier League ကြီးကအခုကြီးကောင်းပါတယ်ဆိုတာတက်ပိုကြီးကောင်းနေပါပါဒါပေမဲ့လည်းဒီလိုပြိုင်ဆိုင်မှုပြင်းထန်လို့နဲ့တိုက်ပွဲတွေကလည်း United တသိနဲ့နှုတ်ထွက်သွားခဲ့တဲ့အတွက်စင်မကောင်းဖြစ်ုံကလွယ်ပြီးပါမတက်နိုင်ပါဘူးဒီတော့အမြန်ဆုံးမြန်လာနိုင်ပါစေလို့မျှော်လင့်မိပါတယ်ပြိုင်ပွဲတူးဖြစ်နေတယ်ဆိုရင်တော့မှအဲ့လိုက United ရဲ့အခြေအနေကို ကြည့်ရမှာတော့မဟုတ်ပါဘူး။နာမင်းသူ့စိတ်ထဲကနေငါအတင်းနဲ့ United ရဲ့ရေနှုံးကအပြိုင်မှုမျိုးပြောင်းပြင်းခြင်းနဲ့ကွာဆိုပြီးတော့ရေရွနေမိမှာပါ။ဒါကြောင့်တခုပဲမှတ်ထားမိပါဘလူးနော့ကရင်မှာထရိုးကြတာကသဘာဝပဲဆိုပေမဲ့ပြိုင်မဲ့ဆိုသူတိုင်းက United ကိုမုန်းမနေပါဘူး။အဲ့လိုတွေက United ရဲ့အကြာရှုံးကန်းနေပေါ်ဆင်မကောင်းဖြစ်မိကြရောမှာ။ဒါကြောင့်တိတ်ချရတဲ့သူမှပြန်မလာတော့ဘူးဆိုရင်တော့မှ United ကိုတော့ပြန်လာစေချင်ပါတယ်။နှလုံးသားအောင်ဆုံးနေရာကနေဒီစကားကိုပြောလိုက်ပါတယ်။ရှင်းဆက်အရာရာဆဆရာရာကန်ကောင်းပါစေလို့ဆုတောင်းပေးပါတယ် United ။